ားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအောက်စားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Saudi Arabia ရဲ့အိမ်ရှိမင်းသားဖြစ်တဲ့ Belsaman ပိုင်ဆိုင်ထားတဲ့ Saudi ရဲ့ Public Investment Fund ကနေ နမိတ်ဂျိုဆူပါစတာခရစ်စတီယာနိုရယ်ဒိုအတွက် option တစ်ခုချပေးခဲ့တယ်ခရစ်စတီယာနိုရယ်ဒိုဟာအာနာစာကထွက်သွားနိုင်ပွေရှိတဲ့အတွက်ကြောင့်ဆိုဒီကရော်နယ်ဒိုကိုဆိုဒီနိုင်ငံအတွင်းမှာပဲဆက်ရှိစေချင်ပြီးတော့ဆိုဒီအာရေဗျာရဲ့နမိတ်ကြီးကလပ်ဖြစ်တဲ့အာဟီလာနဲ့အဲအာလီအသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ကမ်းလှမ်းထားတယ်လို့ဆိုထားပါတယ် နာပိုလီအသင်းကတော့သူတို့ရဲ့တိုက်စစ်ပိုင်းအတွက်ဂျိုနသန်ဒေးဗစ်ကိုခေါ်ဖို့သဘောတူညီမှုရရှိတော့မှာပါအသက်25နှစ်ပဲရှိတဲ့ကနေဒါတိုက်စစ်မှုကပြင်သစ်ကလပ်လီယေကထွက်ခွာပြီးနောက်နာပိုလီအသင်းကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီးလက်ရှိမှာအပိသက်စာချုပ်ချုပ်ဆိုဖို့လှုံ့ဆော်လည်းရှိပါတယ်ပိုင်မြူနစ်အသင်းက Florian Vaz ရဲ့အပြောင်းရွှေ့ကိုလက်လျှော့သွားခြင်းမရှိသေးသလိုသူတို့ဘက်ကနောက်ဆုံးချိန်ထိမျှော်လင့်နေဆဲဖြစ်ကြောင်းဆိုထားပါတယ်။၂၂နှစ်အရွယ်ရှိတဲ့ဒီကစားမ ကလီဗာပူးကိုပြောင်းဖို့ဆန္ဒအပြေးဝါရှိပေမဲ့ဘိုင်ယန်ကသူ့ကိုခေါ်နိုင်ဖို့မျှော်လင့်နေဆဲဖြစ်ကြောင်းဆိုထားပါတယ်။ AC Milan အသင်းကသူတို့တောင်ပန်ကစားမရာဖီယယ်လီယိုကိုရောင်းဖို့အစီအစဉ်ရှိကြောင်းတုံ့ပြန်လိုက်တယ်။25နှစ်ပဲရှိတဲ့ပိုတူဂီတောင်ပန်ကစားမကိုယူရို195တန်းရောကြီးစာချုပ်ချုပ်ဆိုထားသည့်တိုင်အောင်မီလန်ဘက်ကလေယောကိုအသင်းမှာစထိန်ထားမှာဖြစ်ကြောင်းဆိုထားပါတယ်။ဘာဆိုနာအသင်းရဲ့အာဂဇာထရိုက်တာအဖွဲ့ဝင်ဘက်က မာအန်ထရီတက်စေကန်ရဲ့ပေါ်ဖော်မန့်ပေါ်စိတ်ပြက်နေပြီးရီယာဒီမာ ရောင်းထုတ်ဖို့ပြင်ဆင်ရရှိတယ်။ဝိုက်ချက်ရှက်စနီကိုတနစ်ထပ်တိုးထားလို့အီနာခီပညာကျန်နေသေးတဲ့အတွက်တကယ်လို့ဂိုသမားတယောက်ရောက်လာရင်မာအန်ထရီတက်စေကန်ကို ကလပ်ဘက်ကရောင်းချသွားမှာဖြစ်တယ်။ဘာဆိုနာဟာအက်စပန်ယိုရဲ့ဂိုသမားယိုဟန်ကာစီယာကိုတရားဝင်ကမ်းလှမ်းထားပါတယ်။ဒီကစားမကိုဘာဆိုနာအသင်းဘက်က 3နှစ်စာချုပ်5နှစ်စာချုပ်တစ်နှစ်ကိုယူရို3တန်းနဲ့ကမ်းလှမ်းခဲ့ပြီးကစားမရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုစောင့်မျှော်လျက်ရှိကြောင်းဖော်ပြထားပါတယ်။ရီယယ်မက်ဒရစ်အသင်းကလည်းတကယ်လို့များရိုထရီဂိုကိုလိုချင်ရင်လိုရာတီမှာယူရို3တန်းတရာနဲ့ခေါ်ယူနိုင်မယ့်အကြောင်းအတည်ပြုကြေညာလိုက်ပါတယ်။ ကာလိုအန်ချယ်လိုတီလက်ထက်မှာနေရာပြောက်ဆုံးလာပြီးဂျာဗီလိုဆိုလက်ထက်မှာပါအာတာဂူလာရဲ့အလံဖြစ်လာနိုင်တဲ့အတွက်ရူဒီကိုကိုမက်ဒရစ်ကရောင်းဖို့ပြင်ဆင်နေပြီးတော့ယူရိုတန်တရာဈေးသတ်မှတ်ထားသလိုပရီးမီးယားလိဂ်ချယ်ဆီနဲ့အာဆင်သင်းတွေကဘရာဇီးကမောက်ကိုစိတ်ဝင်စားလျက်ရှိတယ်။ရီမက်ဒရစ်အသင်းရဲ့လူငယ်တိုက်စစ်မှုအန်ထရစ်ကိုလာမယ့်ရာသီမှာကလပ်ဘက်ကကျွန်းနံပါတ်ကိုပေးဖို့ရှိပါတယ်။အထူးသဖြင့် FIFA ရဲ့ Club World Cup ပြိုင်ပွဲအပြီးမှာ လူကာမိုဒရစ်ထွက်ခွာမှာဖြစ်တဲ့အတွက်လက်ရှိကျောနံပါတ်9အမ်ဘပ်ပေကကျောနံပါတ်10ကိုပြောင်းလဲဝစ်ဆင်မှာဖြစ်ပြီးအန်ထရီကကျောနံပါတ်9ကိုရရှိဖို့ရှိကြောင်းဒါရီယာလို ES ကဖော်ပြထားပါတယ်ရယ်မက်ဒရစ်အသင်းကဘာဖီကာသင်းရဲ့ဘယ်နောက်ခံကစားမှအေဗာရိုဖနန်တက်စ်ကဆာရက်ကိုခေါ်ဖို့သဘောတူညီမှုရရှိခဲ့ပြီးပြောင်းရွှေ့ခြေတန်း90နဲ့မကြာမီကြီးညာနိုင်ပေဖြစ်တယ်လို့ဆိုထားလို့ ထရက်အလက်ဇနာအာနိုကိုလည်းရိုဂျင်းဝေပေးဖို့နဲ့လောက်ခလာစာပေးဖို့သဘောတူတဲ့အတွက်သူလည်းသဘောတူညီမှုရရှိသွားပြီဖြစ်တယ်။မထွေးကဒီစားမှတယောက်စလုံးကို FIFA ရဲ့ Club World Cup ပြိုင်ပွဲဝင်ဖို့သဘောတူညီမှုရရှိထားတာလည်းဖြစ်တယ်။ RB Leipzig အသင်းရဲ့နောက်ခံကစားမ Castello Lukaku က Liverpool အသင်းရဲ့အဓိကပြင်မှတ်ဖြစ်လာတယ်။သူတို့ပြင် Leipzig ကသူတို့ကစားမကို ရောင်းဖို့အစီအစဉ်မရှိပေမဲ့ Liverpool အသင်းကတော့ခနာတီနေရာပါအစားထိုးဖို့စပြီးတော့ခံစစ်မှု ြောင်းကိုရှာဖွေလျက်ရှိပါတယ်။လီဗာပူးနေနဲ့လက်ရှိအနေအထားအရသူတို့သင်းရဲ့တောင်ပန်ကစားမလူးစ်ဒီအက်စ်ကို ရောင်းချသွားဖို့စဉ်းစားလျက်ရှိနေဆဲဖြစ်တယ်။ဆော်ဒီအာရေဗျာကလပ်ဖြစ်တဲ့အာလ်နာဆာကဒီအက်စ်ကိုစိတ်ဝင်စားလို့တဖက်မှာလည်းဘာဆိုနာသားကလည်းခေါ်ချင်နေတာဖြစ်တယ်။လီဗာပူးကတော့သူတို့ရဲ့အဓိကကစားမကိုပြောင်းရွှေ့ချေတန်း80လောက်သတ်မှတ်ထားပါတယ်။ ဘိုင်းမြူနစ်ကလည်းလီဗာပူးရဲ့တိုက်စင်မှုကိုဒီကပိုကိုချင်းကပ်လေရှိပါတယ်ဒီစားပွဲကိုဘိုင်းယန်ကကာလာရှိချာပြစ်မှတ်ထားပြီးတော့ကပိုကိုခေါ်ဖို့ဆန္ဒရှိနေတာပါလက်ရှိချိန်တွေကမာတီစူပါမန်တီကအာဆင်ကိုတေချာပေါက်ပြောင်းရွှေ့မှာဖြစ်ပေမဲ့ဒီပြောင်းရွှေ့ကဇူလိုင်တရက်နေ့အထိဆောင်ရဖို့ရှိတယ်အဓိကကစပိန်လာလီဂါရဲ့တရားဝင် ပြောင်းရွှေ့က ဇူလိုင်လမှာစတင်မှာဖြစ်တဲ့အတွက်အာစနယ်ကဇူလိုင်10ရက်နေ့ထိစူပါမန်တီအပြောင်းရွှေ့ကိုစောင့်ရဖို့ရှိတာပါအာစနယ်အသင်းနေနဲ့တိုက်စစ်ပိုင်းအတွက်အသေးတန်လိုက်တဲ့ချိန်ဘန်ဂျမင်ဆက်စကိုကိုတန်း90လောက်နဲ့ခေါ်နိုင်ဖို့မျှော်လင့်လျက်ရှိတယ်အထူးသဖြင့်လိုက်ပ်ရှ်ကတန်း90ကျော်ရမှရောက်ချမယ်ဆိုပြီးကြေညာထားပေမဲ့ချက်စီတင်ကလီယန်ဒီလက်ကိုခေါ်လိုက်တဲ့အချိန်အာဖနီကဘင်ဂျမင်ဆက်စကိုအတွက်တယောက်တည်းဦးတည်ချက်အနေနဲ့ခေါ်ယူနိုင်မဲ့အခွင့်အရေးကြောင့် ပန်း60-80ကြားအပြောင်းအရွှေ့ဖြစ်နိုင်ဖို့မျှော်လင့်လျက်ရှိတာပါ။အာဆင်နယ်သင်းကဘိုင်မြူနစ်ရဲ့တောင်ပံကစားမလီဝိုက်ဆာနေကိုကန်လန်ထားပါတယ်။ထော့တန်ဟော့စပါနဲ့အပြိုင်စစ်ဝင်စားနေတဲ့လီဝိုက်ဆာနေကိုမီကင်အာတီတာက တောင်ပံပိုဇီရှင်တွက်အားပြေဖို့ဆန္ဒရှိနေတာလည်းဖြစ်တယ်။လက်ရှိမှာတော့ကစားမရဲ့အေချက်ဇဟာဗီကတော့ ဘိုင်မြူနစ်သင်းရဲ့တောင်ရှိသူတွေနဲ့ဆွေးနွေးနေဆဲဖြစ်သလိုပရီးမီးယားလိဂ်အာစနယ်သင်းကိုပြောင်းဖို့လဲဆန္ဒရှိကြောင်းဖော်ပြထားပါတယ်။ချယ်ဆီသင်းကတော့ဒါအခုလက်ရှိနေထားရာအစ်ဆွစ်တောင်ကိုလီယိုဒီလက်ကိုခေါ်ဖို့သဘောတူညီမှုရရှိခဲ့ပြီးနောက်လူငယ်ကစားမမာကီကို အငားချပေးဖို့ပြင်ဆင်ရရှိပါတယ်အထူးသဖြင့်ချန်ပီယံရှစ်မှာမာဂီကိုချယ်ဆီတင်ကအငားချပြီးဒီလရဲ့ပြောင်းရွှေ့နဲ့အတူဒါတခါတည်းထည့်သွင်းခဲ့ကြောင်းဗြိတိန်မီဒီယာတွေကဖော်ပြထားပါတယ်ချယ်ဆီတင်နေနဲ့အာဆူမီလာအသင်းမှာအခြေအနေမကောင်းပဲဗရိုင်းခက်ခဲကြောင်းရောင်းချခံရပွဲရှိတဲ့မိုဂန်ရော်ဂျာကိုစိတ်ဝင်စားလေးရှိပါတယ်ဒီစားမားကဗီလာကပြီးခဲ့တဲ့တစ်နှစ်ကျော်ကမှခေါ်ယူထားတာဖြစ်ပြီးတော့ဗီလာအသင်းရှိကနေချယ်ဆီကတန်းတရာလောက်ထိပေးရပွဲရှိလို့ တချို့ report တွေမှာတန်း90လောက်နဲ့ Chelsea ခေါ်နိုင်ပွဲရှိကြောင်းဆိုပါတယ် Chelsea အသင်းကအခု Jadon Sancho ရဲ့အပြောင်းရွှေ့ကိစ္စအမြန်ဆုံးဆောင်ရွက်လျက်ရှိတယ်25တန်းနဲ့ Man United ရဲ့ကစားမောက်ကိုခေါ်ယူသွားမှာဖြစ်ပြီးတော့ Chelsea ဘက်ကအခြားတောင်ပံကစားမတစ်ယောက်ကိုပါထပ်မံအားပြဖို့ရှိကြောင်းဆိုထားပါတယ် Florian Vaz ကတော့ Real Madrid ဘိုင်မြူနစ်တို့အသင်းတွေစိတ်ဝင်စားနေသည့်တိုင်အောင် Liverpool အသင်းတစ်သင်းတည်းကိုပဲအာယုစုဆိုင်ထားတယ်လို့ဆိုထားပါတယ်အသက်22နှစ်အရွယ်ရှိတဲ့ဒီကစားမောက်က ကိုဘိုင်လီဗာကူစင်ကယူရို350တိတက်မှတ်ထားတာဖြစ်တဲ့လီဗာပူးကတော့ဒီဇာမာကိုယူရို132တန်ကမ်းထားပြီးမဲ့အပြောင်းရွှေ့အပြီးတပ်ဖို့နှစ်ဖက်အသင်းကြားပြောင်းရွှေ့ချေကိုဆက်ပြီးဆွေးနွေးနေဆဲဖြစ်ပါတယ်တစ်ဖက်မှာတော့ Brentford ကလီဗာပူးအသင်းရဲ့ဂိုးသမားခင်လာဟာကိုချင်ကပ်ထားတယ် Sky Germany ရဲ့အဆိုအရ26နှစ်အရွယ်ရှိတဲ့ Ireland ဂိုးသမားကပွဲထွက်ခွင့်ရမယ့်အသင်းကိုပြောင်းဖို့ပြင်ဆင်နေတဲ့အချိန် Brand Four ကသူတို့ရဲ့ Goldmania အစားထုတ်ဖို့ရည်ရွယ်ထားတာဖြစ်ပြီးနှစ်ဖက်ကြားပြောင်းရွှေ့ချေတန်း20တန်း30ကြားသဘောတူဖို့နှိစက်လည်းရှိပါတယ်။ Liverpool အနေနဲ့အခုလောလောဆယ်မှာ Alnassa စိတ်ဝင်စားတဲ့ Colombia တောင်ပံကစားမ Luis Diaz ကိုတန်း80တတ်မှတ်ထားတယ်။ Luis Diaz ကို Portugal ခေါ်ကလေးက Liverpool ကတန်း60ချိုးပေးထားပြီးတော့ Alnassa ကလည်း Cristiano Ronaldo နဲ့အစားထိုးခြင်းသလို Liverpool အသင်းက တန်း80ထိတာဂက်ထားတာပါမန်ချက်စတာယူနိုက်တက်အသင်းကလီယွန်ဒီလက်ကိုခေါ်နိုင်ခြင်းမရှိတဲ့အတွက်ဂျိုကရက်စ်ရဲ့အပြောင်းအရွှေ့ကိုသူတို့ဘက်ကမျှော်လင့်နေစေပါအသက်29နှစ်အရွယ်ရောက်တော့မဲ့ဗီတာဂျိုကရက်စ်ကိုမန်ယူနိုက်တက်အသင်းကရူဘီအမရိုနေစီယာတပည့်အခြေအနေကြောင့်ခေါ်နိုင်ဖို့ မျော်လင့်နေဆဲဖြစ်ကြောင်းဆိုထားပါတယ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အန်ဒရီအိုနာနာနေရာအစားထိုးမဲ့ဂိုးသမားတွေကိုကြည့်နေတယ်လက်ရှိမှာတော့ယူအန်ကာစီယာရဲ့အပြောင်းအရွှေ့မတည်ကြတော့တဲ့အတွက်ဗန်လီရဲ့ဂျိမ်းစ်ထရက်ဖူဘက်ကိုတောက်လျှောက်တာဂက်ထားနေတာဖြစ်တယ်ကလပ်ဘက်ကအားထိုင်ကိုရောင်းချပွဲရှိပြီးတော့ဒီဘက်မှာအန်ဒရီအိုနာနာကဂိုးသမားအသင်းနဲ့အားပြန်ရဖို့ရှိတာပါမန်ယူနိုက်တက်အသင်းကအလဟန်ဒိုကာနာချိုမာကက်စ်ဝဲရှုဂျီဒန်ဆာချို ဖက်ကအန်တနီအပါဝင်ထိတ်တန်းကစားမတဲ့အတွက်အ ਨੇ ဆုံးပန်းတရာနဲ့နေရာချတာကတ်ထားပြီးတော့ ဒါရီဟာအပြောင်းရွှေ့အသုံးစိမ်းမှာနီးပြဝူပင်အမရိုတွက်သုံးခွင့်ရမယ်ပြောင်းရွှေ့ကြီးတွေဖြစ်မယ်လို့ဆိုထားပါတယ်။ Bradford ကစာချုပ်တစ်နှစ်ပဲကြံတဲ့သူတို့ရဲ့တိုက်စစ်မှု Brian Ambumo ကိုရောင်းဖို့ဆုံးဖြတ်လိုက်တယ်။ကစားမကတတ်တမ်းမတိုးဖို့တေးကြတဲ့အတွက် Cameron တိုက်စစ်မှုကို Bradford ကပေါင်တန်း90ထိသတ်မှတ်ထားတာပါ။ဒီနေ့ရာသီမှာပရီးမီးယားလိမှာတွင်းကို20ထိတွင်းခဲ့တဲ့ Brian Ambumo ကိုယ်တိုင်ကလည်းပရီးမီးယားလိထိပ်တန်းကလပ်တွေကိုပြောင်းချင်နေတဲ့အတွက်လက်ရှိမှာတော့အသင်းကထွက်ခွာခွင့်ရဖို့ ို့ချူပန်တွားနေတာလည်းဖြစ်တယ်တစ်ဖက်မှာတော့အာဆိုဗီလာအသင်းကသူတို့အသင်းရဲ့တိုက်စစ်ပိုင်းအတွက် market share ရှုကိုခေါ်နိုင်ခြင်းမရှိတဲ့အချိန်အခြားတိုက်စစ်မှုတွေကိုစာကြည့်နေတယ်။လက်ရှိမှာတော့ Villa ရဲ့တိုက်စစ်မှု Oliverkin ကအသင်းမှာတေချာပေါက်ဆက်ရှိမှာဖြစ်သလိုနောက်ထပ်အရန်တိုက်စစ်မှုတစ်ယောက်သူတို့ဘက်ကခေါ်ယူသွားဖို့ပြင်ဆင်ထားတယ်လို့ဆိုထားပါတယ်။ West Ham United အသင်းရဲ့နီးပြ Green Porter က Kudus ကိုသူတို့ဘက်ကရောင်းဖို့စဉ်းစားထားတဲ့အဓိကအချက်က Real Team မှာဝင်လိုအပ်တဲ့အတွက် ခရုရှိကနေတန်းတရာလောက်ရဖို့မျှော်လင့်ထားတယ်။လက်ရှိချိန်ကရဝက်ဆန်ယူနိုက်တက်အသင်းကလည်းသူတို့သေးရဲ့ကစားမတွေတဲကဂျာရက်ပူဝင်နဲ့ခရုစ်ကိုဆုံးရှုံးသွားဖွယ်ရှိပြီးတော့အစားထိုးကစားမတွေကိုပြင်ဆင်နေကြောင်းဖော်ပြထားပါတယ်။ဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအားကစားသင့်ပါအားလုံးကျေးဇူးတင်ပါတယ်။